ချင်းနီးနဲ့ကြားနှကောင်ဘောမီရထလာရီချင်းနီးမဟုတ်ကြားမဟုတ်တဲ့ကောင်ချင်းနီးကရော အင်္ဂလိပ်တို့ဓာယုံလို့ခေါ်ပြီးကြားဟုရောအင်္ဂလိပ်တို့ဓာယကားလို့ခေါ်ပါရီအဲ့နှကောင်ကိုမျိုးဆက်ပြီးတော့ပေါက်ဖွားလာတဲ့ကောင်ကရောကြားမကြချင်းနီးမကြလိုင်းရလည်းမဟုတ်၊ဒိုင်ကလည်းမဟုတ်၊လိုက်ကလို့ခေါ်ကြပါလိမ့်။ဒီကောင်ကဟာသအနေနဲ့တီးရှိနေရမဟုတ်ဘဲအပြင်းမတကယ်တီးရှိတာပါ။ဓာတ်ကောင်ရဲ့တမ်းမမှုမျိုးနဲ့ချင်းဒီတကောင်ရဲ့ကြီးချွားမှုမျိုးကိုပိုင်ဆိုင်ထားပြီးဒီကောင်ကြီးရီဟာအနည်းဆုံးပေါင်တစ်ထောင်ဝန်းကျင်လောက်တော့မှရှိတတ်ကြပါလိမ့်။ ခေါင်းဆောင်ခြေဆောင်အမိမပါပဲနဲ့အရာအဖြစ်12ပေဝင်းကျင်လောက်အထိရှိပြီးအီယာမအကောင်ကြီးတွေဖြစ်ပါတယ်။ခန္ဓာကိုယ်မှာလည်းဂျာရီရဲ့အစင်းကြောင်းလိုမျိုးပပပပလေးပါရပြီးခြေနေရဲ့အယောင်နဲ့အဓိကသွားပြီးတော့ဆင်တူပါရီ။ဒီလိုက်ကနုခေါ်ရဲ့ဂျာမကြခြေနေမကြဂျာခြေနေတွေကိုတော့လူငယ်သောနှစ်တွေရောကခြေနေအထီးတစ်ပောင်းနဲ့ဂျာမတစ်ကောင်နဲ့မိန်းတိုင်ရင်ကနေပြီးဖြစ်ပေါ်လာခဲ့တဲ့တတ်တော်ရမျိုးလိုလည်းယူတည်များကြပါရီ။ကဘာပေါ်မှာအကြီးဆုံးကျောင်းမျိုးစိတ်ကြီးတွေကတခုအပါဝင်ဖြစ်တဲ့အပြင် ဈာနဲ့ချင်းသေးလိုမျိုးနှကောင်ရဲ့အင်အားကိုပေါင်းထားတဲ့ကောင်းကျွေမှုအန်ရရဲတဲ့များသလိုအင်မတန်မှလည်းပဲအင်အားကြီးလာပါလေကမောရီးယားနိုင်ငံကအလုသမားတွေပြန်သွားရင်လေမြန်မာလူသားတွေရှိတာကြောင့်ပြဿနာမရှိဘူးလို့ထိုင်းအလုသမားဝန်ကြီးကပြောဆိုထားပါတယ် ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြားနယ်စပ်အရေးတင်းမာမှုတွေရှိနေချိန်မှာထိုင်းမှာအလုပ်လာလုပ်တဲ့ကမ္ဘောဒီးယားအလုပ်သမားတွေပြန်ကြားဖို့ရှိနေပါတယ်။ထိုင်းနိုင်ငံမှာကမ္ဘောဒီးယားအလုပ်သမား၈000ကျော်လောက်ရှိနေပြီးတော့ကမ္ဘောဒီးယားဘက်ကကြားကြဖို့ခေါ်ဆိုနေမှုတွေရှိနေချိန်မှာပြောဆိုခဲ့တာပါ။ထိုင်းအလုကမာဝန်ကြီးကသူတို့တွေပြန်သွားကြရင်လေထိုင်းမှာမြန်မာဘင်္ဂလားဒေ့ရှ် BNN အိန္ဒိယအစရှိတဲ့အလုသမားတွေနဲ့အစားထိုးနိုင်တယ်လို့ပြောဆိုထားပါတယ် ထိုင်းအနေနဲ့ဂမောရီယာလူသားတွေပြန်လာကိုတားဆီးဖို့မရှိပေမဲ့လည်းနှစ်စဉ်ထိုင်းဘက်မှ43.6ဘီလီယံလောက်ရနေတယ်သူတို့ဒါပြဿနာရှိမယ်လို့ဆိုထားပါတယ် ိုင်းနိုင်ငံမှာမြန်မာလူသား9တန်းနီးပါးရှိမယ်လို့ခန့်မှန်းထားပြီးနှစ်စဉ်အမေရိကန်ဒေါ်လာ1ဘီလီယံလောက်ငွေပြန်ပို့နေကြတယ်လို့သိရပါတယ်။ဆိုတော့ထိုင်းနိုင်ငံမှာအလုသမားလူအချက်ကိုမြန်မာလူလူသားတွေနဲ့ပြန်ဖြည့်လို့ရတာကြောင့်ဂမောရီးယားတွေပြီးတော့ပြန်ရင်လဲကိစ္စမရှိဘူးလို့ပြောဆိုထားတာပါ။ထိုင်းနိုင်ငံကတော့မြန်မာလူသားတွေအများအပြားရှိတာမို့တော်ယုံအလုသမားရှားပါမှုကိုကြံ့ကြံ့ခိုင်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ကျွတ်တီးပောက်ထားတဲ့အစားအစာကိုစားမရင်မထိုးသစတည်သွားနိုင်နေဆိုတာသိပါသလား။ ကသွန်းစက်ကောင်ထဲမှာတကြွက်ကစဖူမှုလောက်တာကောင်းပေမဲ့လက်တွေ့မှာအန္တရာယ်များလို့ပါတယ်ကျွတ်တီးပေါက်ချခဲ့တဲ့အစားအစာကိုစားမိလို့တည်ဆုံးခဲ့ရတဲ့မြန်မာတွေလည်းရှိပေမဲ့အများစုကသတိမပြုမိကြပါဘူး။ကျွတ်တီဟာတခါတလေဟင်းခွက်တွေပကံတွေမှာလာဝင်စားရင်တီးပေါက်ချမိတာတွေရှိတတ်ပါတယ်။ဒီလိုမတော်တဆပေါက်ချမိတဲ့ဟင်းတွေကိုလူတွေစားမိရင်တည်တတ်ပြီးကူးဖို့စေးမရှိဘူးလို့ဆိုပါရယ်။ အများအားဖြင့်မတန့်ရှင်းတဲ့အိမ်တွေအစားအစာကိုအုပ်ဆောင်းနဲ့မထားတဲ့အိမ်တွေမှာဖြစ်နိုင်ခြေရှိပါတယ်။ကျွတ်များတဲ့အိမ်တွေမှာဖြစ်တတ်တာကြောင့်ကျွတ်ဆိုပြီးအစိမ့်ရှိဘူးဆိုပြီးပုပ်ပော့တဲ့နံမနေစေလိုပါဘူး။ကျွတ်တီးပန်ယောဂလိုခေါ်ကြပြီးတော့ကျွတ်ရဲ့စီးထဲမှာပါတဲ့ဘက်တီးရီးယားပိုးကပြင်ပဆူထိုင်းစာမှာရှင်သန်နေနိုင်ပါတယ်။ ခြေထောက်မှာဒဏ်ရာရနေရင်လေချွတ်သေးပန်းထားတဲ့ရေထဲရှောက်သွားမိရင်ပိုးဝင်ပြီးယောဂဖြစ်စေပါတယ်မြန်မာနိုင်ငံမှာဖြစ်နိုင်ခြေအရှိဆုံးယောဂကချွတ်သေးပန်းယောဂဖြစ်ပေမဲ့လူသဘောပေါက်နားလည်မှုကတော်တော်ကိုနည်းပါတယ်သူရောကျွတ်တီးပန်းတာပဲဖြစ်စီမတော်တဆကြုံမိရင်အထုတရီပြုမိချဖို့လိုအပ်ပါတယ်။ကဲဆုံးနေကြည့်ရတဲ့အားလုံးကျေးဇူးတင်ပါတော့ခုလိုဖူးဖူးရရပေါ်အကြောင်းအရာတွေဒီလိုမျိုးပုံစံစပေးတာတို့ရော YouTube channel လို့ဆက်ဆောင်လာတဲ့နဲ့ subscribe လုပ်တော့ပြတာပေါ့နော်။ကျေးဇူးတင်ပါတယ်။